ချန်ပီယံလိပ်ပွဲစဉ်အေဂျက်တင်ကို9ခုတကိုးနဲ့အနိုင်ယူနိုင်ခဲ့တဲ့ပွဲမှာချက်စီတင်ကစားသမားတွေရဲ့ rating သတ်မှတ်ချက်များမိင်္ဂလာပါချက်စီရင်ပါရာမြန်မာကနေပြီးတော့ကြိုဆိုလိုက်ပါတယ်အေဂျက်တင်ကိုနိုင်ယူနိုင်ခဲ့တဲ့ပွဲမှာချက်စီတင်ရဲ့ကစားသမား9ရဲ့ rating သတ်မှတ်တွေကိုကျွန်တော်ဖော်ပြပေးခြင်းပါတယ်ဂိုသမားဂျော်ဂျန်ဆန် ကိုသမားကျော်ကျန်ဆန်ကိုတော့30မှာ6ပေးကျင်ပါတယ်။ဒီကိုသမားအနေနဲ့ကတော့ဘာမှတိတ်ပြီးတူတူကြကြဆွမ်းဆောင်ဒီတိတ်လုပ်ခဲ့ရဘူး။ဘာလို့လဲဆိုတော့အေဂျင့်အတင်းနေနဲ့ဒီတယောက်ထုတ်ခံပြီးနောက်ပိုင်းချက်စည်းတင်းကိုထိရောက်တဲ့ဘူးကန်တင်းချက်တွေတိတ်မရှိခဲ့ရဘူး။ဖနယ်ဒီ twin ကိုကိုခွင့်ပြုခဲ့ရပေမဲ့လည်းဒါဒီသူအဲသူအရင်ကြီးကာကွယ်နိုင်ခဲ့ရတော့မဟုတ်ပေမဲ့လည်းအနည်းဆက်ဆုံးအနေထားတော့သူကာကွယ်နိုင်ကာကွယ်ပေးဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့ကိုတော့ဝင်သွားခဲ့ပါတယ်။ဒါကြောင့်မို့ကိုသမားကျော်ကျန်ဆန်ကိုတော့ကျွန်တော်30မှာ6ပေးကျင်ပါတယ်။ ကန်စီတို့ပထမပိုင်းသာတော့ပထမပိုင်းတကြောနီးပါးသာကစားပေးရတဲ့ကန်စီကိုတော့ကျွန်တော် weight မှာ30မှာ9.5တိအထိပေးခဲ့ပေးခြင်းပါတယ်သူဟာကိုတကူကိုဖတ်သွင်းယူပေးနိုင်ခဲ့တယ် away ကန်ချက်ကနေဒီစိသွင်းယူပေးနိုင်ခဲ့တယ်နောက်ပိုင်းကန်စီတို့ကဒီဂိုးတွေပုံမှန်သွင်းယူနိုင်နိုင်တဲ့အောင်ကျွန်တော်တတိထားမိလာတယ်ကောင်းချေစမ်းနေလက်ပြသနိုင်ခဲ့တယ်သူပါဝင်ခဲ့တဲ့အတွက်ကြောင့်မလို့ပြီးပထမရဲ့ဒိုင်းလုံးမှာကွင်းလက်ပိုင်းအတာရနေခဲ့လို့ကျွန်တော်ဆိုချင်တယ်နောက်တစ်ယောက်ကတော့ ဖိုဖာနာဖိုဖာနာကတော့မင်းညာကဒီကစားခဲ့တဲ့ပွဲစဉ်မှာတော့အကောင်းဆုံးဆွမ်းဆောင်ရည်ကိုသူထုတ်ပြနိုင်ခဲ့တယ်လို့ကျွန်တော်ပြောချင်တယ်ဒီဒန်ယာရပြီးတဲ့နောက်ပြန်ပွာလာတဲ့ပွဲစဉ်မှာသူရဲ့အခြေစွမ်းကပြန်ပြီးတော့ကောင်းလာတယ်ဒီလိုမျိုးခြေစွမ်းကိုလည်းသူတတမရဲထင်ထားနိုင်ပြီးတော့သူရဲ့ဒန်ယာပြည့်နာတွေကင်းရှင်းနေဖို့လိုတယ်ဒါကြောင့်မို့သူ့ကိုကျွန်တော်တစ်စင်မှာကျွန်တော်ရှစ်ထိကိုကျွန်တော်ပေးချင်ပါတယ် ထိုးစင်ထိုးစင်ကိုတော့ကျွန်တော်တစ်ဆယ်မှာခနဲ့တာပေးတင်ပါတယ်ထိုးစင်ရဲ့စွမ်းဆောင်ရတော့တိတ်ပြီးတော့ဂျင်းနဲ့အာရဘွယ်တော့တိတ်မကောင်းခဲ့ဘူးသူကြောင့်လည်းကျွန်တော်တို့ပီနယ်တီခွင့်ပြုပေးခဲ့ရတယ်ပေါ့နော်ဒါကလည်းသူရဲ့မပါနေတဲ့ပုံစံတစ်ခုကြောင့်ဒီတက်နေမိသွားတဲ့အတွက်ကြောင့်ပီနယ်တီပေးခဲ့ရတယ်ဒါကြောင့်မို့ကျွန်တော်တစ်ဆယ်မှာခနဲ့ကိုပေးတင်တယ်ဟာတူလည်းကျွန်တော်တစ်ဆယ်မှာခနဲ့ပေးတင်တယ်ဟာတူကတော့အရင်စွမ်းဆောင်ကြီးကြီးမားမားတော့ပြခဲ့တာမတွေ့ဘူးပုံမှန်တိုင်းကစားနိုင်ငံရဲ့အတွက်ကြောင့်မို့လို့တစ်ဆယ်မှာခနဲ့ပေးတင်ပါတယ်နောက်တစ်ယောက်ကတော့လာဘီယာလာဘီယာကိုတော့တစ်ဆယ်မှာ ျွန်တော် credit သမား၅ထိပေးခြင်းပါတယ်။ Gabia ရဲ့စွမ်းဆောင်ရည်အကောင့်ကိုကျွန်တော်ပြန်ပြီးခဲ့ရတယ်။သူရဲ့ကြက်ခိုင်မှုရဲ့အကောင့်သုံးကိုကြော်ပြုံခဲ့ပြီးလည်းနောက်ပိုင်းမှာဆိုရင်အကောင့်သုံးအနေထားနဲ့သူဒီခြေစွမ်းပြနိုင်ခဲ့တယ်။အဲဒါကြောင့်မို့ credit သမား၅ထိကိုကျွန်တော်ပေးခြင်းပါတယ်။နောက်တစ်ယောက်ကတော့ကျွန်တော် Capring အဖြစ်အဲပွဲစဉ်မှာအကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တဲ့ Fernand Duck ကိုကျွန်တော်တစ်စင်မှာ9.5ပေးတင်ပါတယ်။သူရဲ့အကောင်းဆုံးဆုံးဆောင်ရည်တွေအကောင်းဆုံးချပြနိုင်ခဲ့ပြီးတော့ဒီပုံမှန် သူ့ရဲ့ခြေစွမ်းတွေကိုထိန်းသားနိုင်မယ်ဆိုရင်ဒီချက်အများကြီးကျွန်တော်မျှော်လင့်လို့ရသေးတယ်။အကြောင်းမနေရပွဲမှာဆိုပြီးပနတီကနေပြီးတော့အတွင်းကိုတကူကိုသွင်းယူပေးနိုင်ခဲ့တယ်။ဒါကြောင့်မို့ကျွန်တော်တစ်စင်မှာ9.5အထိကိုကျွန်တော်ပေးချင်ပါတယ်။ ။နောက်တစ်ယောက်ကတော့ Bruno Nate Bruno Nate ကိုတော့ကျွန်တော်အများကြီး impress ဖြစ်မိရယ်။သူ့ရဲ့ခြေစွမ်းအတိုးလုံလေးသူ့ရဲ့ဖြတ်ကျော်နိုင်တဲ့အနေထားလေးသူ့ရဲ့နေရာယူလေးသူ့ရဲ့နောက်တန်းကိုဒီနောက်ကိုဆင်းပြီးတော့ဘလုံးလက်ခံပုံလေးရှေ့တန်းနဲ့လိုက်တင်မျောပနိုင်မှုတွေကကျွန်တော်အများကြီးကို impress ဖြစ်စေပါတယ်။အငားလာရောက်ကစားပြီးမြဲလေသူကအတင်းနဲ့တကူအံဝင်လာတာကျွန်တော်တွေ့ရတယ်။ချက်စီးအတင်းကတော့မှစစ်စစ်တရားအနေနဲ့သူခြေစွမ်းတွေပြလာနိုင်တယ်လို့ကျွန်တော်ထင်တယ်။သူပါတဲ့ပွဲတိုင်းမှာသူ့ရဲ့လှုပ်ရှားမှုတွေသူ့ရဲ့ကစားဟန်တွေကိုကျွန်တော်တွေကဒီမြင်တွေ့နေရတယ်ပေါ့။ဒါကြောင့် ောက်တင်30မှာ၈ ठी ကိုကျွန်တော်ပေးချင်ပါတယ်သူဒီနေ့ဝင်မှာတော့ဒီ6တောက်ဂင်ယာလေးမိရဖို့အတွက်ကျွန်တော်ရေအနေနဲ့လေးလို့သွားခဲ့ဒီတိုင်လာရဲ့ဖြစ်တတ်မှုကအမှန်ဆိုရင်တော့အရန်ကိုပြင်းထန်တယ်ဟိုခြေတော့နဲ့အရန်ထိနေပြီနဲ့အရန်ထိနေမယ်ဆိုရင်တော့ဒီဒီတက်တံဘွားခြေတော့ကိုဒီကျိုးွားနိုင်တဲ့ချင်းချင်းဝင်းနေရာလောက်ကကျိုးသွားနိုင်တဲ့အနေအထားရှိခဲ့ဒါမဲ့သူပြန်ကောင်းထောက်မစွာနေပဲသူတန်ရာပြုံးတာကြည်ကြည်မမမီလာခဲ့ဘူးအခုတော့ကျွန်တော်တို့ဒီ30မှာကျွန်တော်ရှစ်ထိကိုပေးခြင်းနဲ့ နောက်တစ်ယောက်ကတော့ကျွန်တော်ဂေတန်ဂေတန်ကိုလည်းကျွန်တော်တစ်စင်မှာရှစ်ထိပေးတင်တယ်သူရဲ့ပွဲသူရဲ့ခြေစွမ်းကကျွန်တော်တွေထပ်ပြီးတော့ ညှော်မှန်းတင်စရာကောင်းတဲ့ညှော်လင်းတင်စရာကောင်းတဲ့တောင်မတက်စစ်မှုတရားနေနေဖြစ်တည်လာခဲ့တယ်။သူခြေစွမ်းပြတာဆိုရင်တော့နှစ်ပွဲလောက်ပဲကျွန်တော်ရေတင်ရှားမိလောက်တည်တယ်။ဒါပေမဲ့မနေ့ကပွဲစဉ်မှာဆိုသူ့ရဲ့ခြေစွမ်းအတိုးလောက်တယ်၊သူ့ရဲ့ဖြတ်ကျော်နိုင်တဲ့ skill တွေ၊သူ့ရဲ့ဖြတ်တင်ပေးမှုတွေတကယ်ကိုချက်သေးပြတဲ့တွေကိုယ်တိုင်တော်မှတကယ်ကိုအံအားတင်းစေလောက်တဲ့အတီးကိုခြေစွမ်းပြလာခံခဲ့တယ်။အီဂျက်တင်ရဲ့ဒီနောက်ခံလူတွေတော်မှတကယ်ကိုအတုံးတုံးရုံးရုံးကိုဖြစ်နိုင်အောင်တဲ့အတီးသူ့ရဲ့ဒီ driving လေးတွေ၊သူ့ရဲ့ plus တွေ၊သူ့ရဲ့ ဒီကျော်ဖြစ်နိုင်တဲ့စွမ်းရည်ကအရင်ကကောင်းမွန်ခဲ့တယ်ဒါကြောင့်မို့ကျွန်တော်တစ်ဆယ်မှာကျွန်တော် shaking ကိုကျွန်တော်တွေးချင်တယ်နောက်တစ်ယောက်ကတော့ GU GU ကလည်းသူပထမပိုင်းတစ်ပိုင်းတာကစားကွင်းရခဲ့တယ်သူ့ကိုအနာပေးခဲ့တယ်ဒါပေမဲ့သူ့ကတကူးတွင်းကိုနိုင်ခဲ့တယ်အဖွင့်ကူးတကူးကိုတွင်းကိုပေးနိုင်ခဲ့တယ်ဒီကူးကလည်းသူ့ရဲ့ကျဆင်းမွန်ဒီယောင်းနေပါနေတဲ့နေရာယူပေါ်ကနေစပြီးတော့ဖိုဖာနာရဲ့ချပေးမှုကိုသူအကောင်းဆုံးပိတ်သွင်းနိုင်ခဲ့တယ်သူ့ကိုတော့ကျွန်တော်တစ်ဆယ်မှာ9.5အထိကိုကျွန်တော် ပေးချင်ပါတယ် နောက်တစ်ယောက်ကတော့ကျွန်တော်တို့ရဲ့အကြံဆုံးကစားသမားတစ်ယောက်ဖြစ်တဲ့ပေါ်တာကစားသမားဖြစ်တဲ့ဘရာဇီးလားညုံငယ်ကစားသမားလေးအက်စတာဘိုပဲဖြစ်ပါတယ်။အက်စတာဘိုကတကယ်ကိုမနေ့ကဒီအေဂျင့်နဲ့ပွဲမှာဆိုတကယ်ကိုလုံးဝလုံးဝဒီရင်းချက်နေတဲ့ကစားသမားတစ်ယောက်ပုံစံနဲ့ခြေစွမ်းပြကစားနိုင်ခဲ့တယ်။သူ့ရဲ့အတိုးအလုပ်တွေသူ့ရဲ့အရင်းအနှဲ့တွေသူ့ရဲ့ဒီ ကစားပုံတွေကအရန်ကိုကျွန်တော်စိတ်လှုပ်ရှားမှု problem တစ်ခုကိုဖေးဆွမ်းနိုင်ခဲ့ကစားမှုမှတယောက်ဖြစ်လာတယ်။သူအများကြီးရင်ကျက်ဖို့တော့လိုသေးတယ်။သူ့ရဲ့ finishing ဘိုင်းတွေအများကြီးတိုးတက်ဖို့လိုသေးပေမဲ့ဆိုပေမဲ့အများကြီးကိုခြေသွမ်းပိုင်းအများကြီးကောင်းလာတယ်။ဒါကြောင့်ကျွန်တော်30မှာဆိုရင်ကောင်းလုံးကသမားဖြစ်ရှစ်တသမား၅ထိကိုကျွန်တော်ပေးချင်ပါတယ်ခင်ဗျာနောက်ထပ်လူစားနဲ့ကသမားတယောက်ဖြစ်တဲ့ချာလိုဘတ်ကိုတော့ကျွန်တော်အများကြီးခြေစမပြနိုင်ဘူးအများကြီးဒီပုံမှန်လေးကိုထင်းကစားနိုင်တဲ့အတွက်ကြောင့်မို့လို့ဒီ၃၀မှာ9ကိုကျွန်တော်ပေးချင်ပါတယ် ောက်တစ်ယောက်ကလည်းဆန်တိုပဲဆန်တိုကဒီဒနီးယားပွဲမှာဆိုရင်သူ defender အနေနဲ့ဒီကွင်းနယ်ခံစစ်မှုတယောက်အနေနဲ့သူကစားသွားခဲ့ရတယ်။ဒါကြောင့်မသူ့ရဲ့ခြေစွမ်းလည်းကောင်းမှုခဲ့တယ်။အနောက်တစ်ဆင်မှာကျွန်တော်ခုနှစ်မှတ်ပေးခြင်းပါတယ်။တိုင်းနှုံကြော့တကူတွင်းယူပေးခဲ့တဲ့တိုင်းနှုံကြော့ကိုတော့ကျွန်တော်တို့ရာအာတစ်ဆင်မှာခုနှစ်ပေးခြင်းပါတယ်။အများကြီးတော့ပြောစရာအသိမရှိဘူး။သူ့ရဲ့ခြေစွမ်းတွေတိုးတက်လာတယ်။အာဒီလောက်လောက်ပဲကျွန်တော်မြင်သေးတယ်။ဒါကြောင့်မို့ကျွန်တော်တစ်ဆင်မှာပဲခုနှစ်ပေးခြင်းနဲ့ နောက်တစ်ယောက်ကတော့အချင်မောင်အချင်မောင်ကိုလည်းကျွန်တော်တစ်စိမ်ပါခနဲ့ပေးခြင်းနဲ့သူရဲ့ခြေစွမ်းကအာဒီပုံစံဒီနေရပွဲမှာဆိုသူနေရပြောင်းပြီးကစားခဲ့ရတယ်ပေါ့နော်ပထမခန်းစစ်ကနေပြီးတော့သူဝင်းနေအထိတက်ရောက်တဲ့ကစားဟန်တွေကျွန်တော်တွေးခဲ့ရတယ်သူကတော့တစ်စိမ်ပါခနဲ့ပေးခြင်းနဲ့ဒါကြောင့်မို့ကျွန်တော် လူစားဝင်လာတဲ့ကစားသမားအကုန်လုံးကိုတော့ကျွန်တော်တစ်စိမ်မှာ9စီပေးတင်ပါရခင်ဗျာ။အော်ဒီနေ့တစ်ဆက်ပေးသွားတဲ့အကြောင်းအရာလေးကတော့ agent နဲ့ဖွဲ့စင်မှာကစားခဲ့ရတဲ့ချက်စီးကမ္ဘာတွေရဲ့ rating သတ်မှတ်ချက်တွေဖြစ်ပါရခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။